ready 1 2 3 go မင်္ဂလာပါဗျာကျွန်တော်လည်းဆေးကြောက်ရောင်းနေတယ်ဘယ်လိုလုပ်ရမလဲကိုကြီးရေဆိုတဲ့ဒီကိုတွေအတွက်ကျွန်တော်ဆွေးနွေးပြခြင်းတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုထဲမှာပြောပြထားပါတယ်ဗီဒီယိုကိုကြည့်နေတဲ့ဆက်ပြီးတော့ဆွေးနွေးပြခြင်းအကြောင်းအရာရှိတယ်ဆိုလို့ရှိရင် comment မှာရေးဖို့လည်းကျွန်တော်အပေးပါမယ်ဟုတ်ကဲ့ပါဗျာဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်ဆွေးနွေးပြခြင်းအပိုင်း၃ပိုင်းရှိတယ်ပေါ့နော်အပိုင်းတစ်ကတော့ industry ရဲ့မှာလုပ်လို့နေတဲ့ brand ကျွန်တော်တို့ border တွေ ်ချိန်တွေဒီလာတွေပိုစီလာတွေဖန်တွေပေါ်ဝင်နေစသဖြင့် brand line လုံးလုံးနေတဲ့ပုံစံလေးအပိုင်းနှစ်မှာတော့ကျွန်တော်တို့ဒီစေချောင်းပုံစံလေးမှာမှာကြုံတွေ့ရတဲ့ risk တွေ challenge တွေပေါ့ဒီ charge buy လုပ်ငန်းတွေနဲ့မတူဘဲနဲ့စေချောင်းလုပ်ငန်းမှာကြုံတွေ့ရတဲ့ပြဿနာတွေရဲ့ပြီးတော့စေချောင်းရောင်းလိုက်လို့ရှိရင်လွယ်လွယ်ချမ်းသာမယ်လို့ထင်နေပါဆိုလို့ပေါ့ကျွန်တော်ဆွေးနွေးပေးခြင်းအကြောင်းအရာရှိရဲ့အပိုင်း၃မှာကတော့ဒီ market ထဲမှာရှိတဲ့ product တွေရဲ့စီးနှုန်းတွေ quality တွေနဲ့ ကစားမလေးဘယ်လိုကြီးစားရလဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ဆွေးနွေးလာဖြစ်ပါတယ်။ဆိုတော့ဒီအပိုင်းတွေကဟို power industry တွေကလူတွေကိုကျွန်တော်ဆွေးနွေးပေးနေတာပေါ့နော်။ဒီ general knowledge အနေနဲ့ share လုပ်ပေးရတဲ့ဘောပါ။ဒီဒါပေမဲ့တကယ်တမ်း industry ထဲမှာအလုပ်လုပ်နေရတဲ့လူတွေကကျတော့ detail ပိုများတဲ့အကြောင်းအရာကိုရင်ဆိုင်ရပါတယ်။ဥပဒေနဲ့ရဲနဲ့ကြည့်ပြဆက်ဆံရတဲ့အခါမှာ industry တွေကလူတွေအချင်းချင်းအလုပ်လုပ်ကြတဲ့အခါမှာကျွန်တော်တို့စီကန်းရှိဖို့ရည် ဘက်ဆက်ဘေးကိုလေအချင်းချင်းကူညီပေးမှာကိုလေပြီးတော့ပြီးတော့ကျေးဇူးနဲ့ပြည့်နေနေတဲ့ community ဖြစ်ဖို့အတွက်ကိုကျွန်တော်ကပြည်နာနေရတယ်ဒီဆောက်အောင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အပိုင်း၁ကိုတော့အပိုင်း၁မှာကျွန်တော် rank ကြီးအကြောင်းပြောပါမယ်နော်။ပထမဆုံးပြောချင်တဲ့ rank ကကျတော့ border rank သူက50ကျီလောက်ရလိုက်ရဲ့ပြီးရင်အငွေ900လောက်တယောက်ကို10%လောက်ပြန်ဖြတ်လိုက်ရဲ့။သူကအကျိုးမြတ်မြူရဲ့အပြင် delivery ထားပါဆိုင်ပြီ ဒါပေမဲ့တစ်ခါလေကျတော့လေ delivery ကဟိုလေတကယ်ကြီးကြီးကိုရှင်းခိုင်းလိုက်ပြီးတော့ဒီကိုယ်တိုင်လေးပေးကိုစလေးလေးရအောင်လေနည်းနည်းလေးပပလေးချင်တယ်ဆိုတော့ဒါကပြဿနာလည်းမရှိဘူး water run ကကျတော့အလောက်အလောက် range ပါပဲလို့ပြောတော့သူရဲ့နောက်တစ်ခု brand ကကျတော့ J J ကတော့ခုနထပ်ပို့ပြီးတော့အလိုလိုလာတဲ့အဲဈေးတကယ်ရောင်းချင်လာတယ်ဆိုတော့သူကလည်းတကယ်အလိုလိုလာတယ်ဆိုတော့သူစီမှာကကျတော့50ချီ100ချီကနေ1000လောက်ကြီးကိုအကင်ထားလေးရှိတယ်အာ ပုံမှန်တောက်တဲ့လူသားတွေကအဲ့လိုခြေကောင်းကောင်းရှိထားလို့ပါဆိုလို့ရှိရင်ဟိုတန်းကြီးလို့20ကြီးလို့30ကြီးလို့50ကြီးလို့အဲ့လိုဝယ်တောက်ရတာအဆင်ပြေတယ်။အဲခြေကောင်းကောင်းမရှိလို့ရှိရင်ကျုံတွေပြန်ကြရတာကျွန်တော်ခံရတာရှိရပြ။ online မှာလည်းအချိန်ကြီးရှိတယ်။ online ရှားထဲမှာလည်းအချိန်ကြီးရှိရတယ်။အချို့ချိန်ကြီးဆိုလို့ရှိရင်အလုပ်လုပ်တာတကယ်ကောင်းတယ် reply ပြန်ရတယ်၊ပြန်တယ်၊ delivery ပို့ရတယ်၊ပြန်တယ်၊ပြီးလို့ရှိရင်လည်း item တွေလည်းသူကရှာပေးရတယ်။ တော့ဂျိန်းနေရာမှာသစဉ်သူ့ရဲ့အပေါ်ပါเนาะသူတော့ဒီလာရေးစရာနေပြီးကြာဆိုတော့နောက်ထပ် run တစ်ခုကဒီလာပဲဒီလာလေးရကြတော့လက်ထဲမှာ500 G 1000 G အားနေ1 kg 2 kg အဲ့ဆက်လက်ပို့ပြီးတော့ဂိုင်းထားကြရပို့ပြီးတော့ဒီလာလေးရကြတော့ video ရောင်းလေးမရှိဘူးအာဒီလာဒီလာလေး video ရောင်းလေးဆိုရင်လည်းဂျိန်းဂျိန်း run ဆင်းပြီးတော့အလုပ်လုပ်နေဆိုတော့တော့သူက run တစ်ခုမှာအလုပ်လုပ်တာပြီးတော့ဒီ dealer run မှာကြတော့ပြန်ကြရလို့လုပ်နေမရှိဘူး ဒီလာတွေကဂျိန်းတွေနဲ့ချိန်ဆက်ပြီးတော့လုပ်ရတာဖြစ်တဲ့အတွက်သူကယုံကြည်မှုကိုတည်ဆောက်ရတာဆိုတော့ဟိုအလုပ်လုပ်ရင်စီကံရှိတယ်ပြီးရင်သူကပစ္စည်းကောင်းကောင်း quality ကောင်းကောင်းစီကတ်တာနဲ့ပေးနိုင်အောင်ဆိုတော့သူကအငြင်းနဲ့ကြိုးစားကြတယ်သူကပြီးအာတိမ်ပူဆောင်ရေးကိစ္စတွေနဲ့သူကစီမံရတယ်ဆိုတော့ဒီဒီလာရန်မှာကစီးပွားဖြစ်တဲ့အလုပ်စလုပ်ရတယ်ဆိုတော့အဲ့တော့ဒီလာရန်ဒီကိုစီလာရန်သူကကြတော့ပွဲရုံ level တော့သွားကစားတာပေါ့နော်စတူနဲ့ပေါ်တော့အခြေရဲ့ပေါ်မှာ AC ကိုအေးနေအောင်ထားပြီးတော့ product တွေကိုဝိုင်းချနေတယ်တင်ရသူစီမှာဆွေးတစ်မျိုးကို1 kg နဲ့1 kg လောက်ထားပြီးတော့ဆွေးဘူး20ရောက်လို့ရှိရင်50 kg တရား kg လောက်ထိုးတာအများကြီးကြာရအောင်နော်ပြီးရင် fan တွေအရင်နဲ့ဆိုလို့ရှိရင်လည်းသူတို့ပစ္စည်းထွက်လာပြီးဆိုလို့ရှိရင်စိတ်ချရတဲ့ပုံစံလာရှိရင် online မှာပေးထားတယ်လို့ရှိရင်အဲရောင်းထွက်တာလည်းမြန်တယ်ဟိုပစ္စည်းထိန်းသိမ်းရတာလည်းတက်တာ တကယ်သူလည်းမှာတော့စီလာကြီးရတဲ့အကြီးဆုံးပါလေဈေးကိုလည်းသူ့ကိုပဲကစားအဲသူ့လက်ထဲမှာအာဝီများနေတယ်ပန်းတွေပြုတ်နေတယ်ဆိုလို့ရှိရင်ဈေးကိုဆွဲချလိုက်ပြီးတော့သူ့လက်ထဲမှာဝီငဲနေပြီဆိုလို့ရှိရင်ပပကြီးပုတ်ပြီးကျင်လာပြီးသူလုံးပြီးရှိဆိုတော့ဒီဈေးဘက်ကစားရတဲ့အံကြတော့ဖန်းနေတဲ့ဒီလာတွေအဓိကခံရတယ်ဆိုတော့အဲ့ဒီလာတွေကပုံမှန်ပဲဝယ်တော့နေရမယ်ဖန်းနေတဲ့ဒီလာတွေလည်းမှာမှာအရှုံးပေါ်သွားလိုက်အမြတ်ပြောက်သွားလိုက်ဖြစ်ကြတာပေါ့နော် ောက်ထပ် rant တစ်ခုကတော့ fan နေပေါ့နော်သူကဟို fan နေမှာလည်းအတကြဲအားနေချက်ရှိတာရဲ့စိုက်ချင်ပြိုးချင်အောင်မြင်ချင်စိုက်ပြိုးရေးလို့ဆိုပေမဲ့ဒီခုနကပွဲစားတွေပိုစေလာတွေရဲ့ဈေးကစားရဲ့ဂျန်ကိုဒီကိုယ်တိုင်လိုက်ပြီးတော့စော့နိုင်မှာ fan သမားတွေကဈေးကောင်းကြံကြတာပေါ့နော်သူကဟိုစိုက်ပြိုးရေးလုပ်ငန်းဖြစ်တာဖြစ်တဲ့အတွက်ဒီစိုက်ပြိုးရေး product ကမကောင်းလာလို့ရှိရင်ကျွန်တော်ကဒီဈေးွက်ထဲမှာအများကြီးဆိုင်ရတာရှိတယ် နောက်တစ်ခုကတော့ fan တွေကိုလည်းဟို Godzilla, Dila, Jake Grant မျိုးမျိုး video ရောင်းတာတွေ dispensary ရောင်းတာတွေပါ brand မျိုးမျိုးမှာဝင်ပြီးတော့စားကြရတယ်။ပြီးရင် fan တွေကသူတို့စီမှာ license တွေအများကြီးယူထားတဲ့ကြားတယ်။ fan license တွေ၊ cycling license တွေ၊ GSP license တွေပြီးရင် dispensary license တွေအာဈေးဝထိုးလို့ဝင် license တွေဈေးဝအပြင် site လို့ဝင် license တွေပြီး Facebook license တွေဒီမှာယူပြီးတော့လုံးလုံးကြီးရဲ့ corporate fan တွေဒီမှာရှိကြတာပေါ့နော်။ဒါက ကျွန်တော် brand တွေကြောင်းပြောပြတာဖြစ်ပါတယ်အပေါ်ရာ brand ရှိမယ်အဒီလာ brand ရှိမယ်ဂျိန်းရှိမယ်ဟိုစီလာ brand ရှိမယ် man နဲ့ core page ဆိုပြီးတော့ brand အတီးတီးနဲ့ကျွန်တော်လည်းရှိတယ်မှာ brand ရတာပေါ့ဒါဆိုရင် brand တွေကိုတည်ပြီးလိုက်ဆိုလို့ရှိရင် white နဲ့မှာဒီ brand တွေအလိုက်တို့ရှင်ဆိုင်ရတဲ့ challenge တွေကိုစက်ပြတာပါတယ်